ကျမ်းမာတော်မူကြပါစားခင်ဗျာတနင်္ဂနွေသာသမီများအတွက်ဧပြီလ3လစာမဟာပုံနဝင်းဟောစတန်းကိုဟောကြားပေးတော်မှာပဲဖြစ်ပါတယ်အလောက်ကင်စီပွားရေးမှာကိုပိုင်လုပ်ငန်းလုပ်ငန်းရှင်တွေအနေနဲ့အလုတ်စ်တွေကိုတိုးချဲ့တာထက်ကိုယ့်ရဲ့ရှိပြီးသားလုပ်ငန်းတွေကိုတေချာအာယုံစိုက်ပြီး အရှိကိုဘယ်လိုဆက်သွားမလဲရှိပြီးသားအလုပ်တွေကိုဘယ်လိုစနစ်တကျစီမံခန့်ခွဲမလဲတေချာစဉ်းစားတဲ့အချိန်ပါဝန်ထမ်းတွေသူများအလုပ်လုပ်နေတဲ့လူတွေအနေနဲ့လုပ်ငန်းကွင်ထဲမှာအထက်နဲ့အောက်ဟိုဘက်နဲ့ဒီဘက်နော်အဆင်မပြေတာလေးတွေအခြေတင်လေးတွေဖြစ်တတ်ပါတယ်လုပ်ငန်းကွင်ထဲမှာတစ်ဖက်နဲ့တစ်ဖက်ဂျာမညက်အောင် နေနိုင်မှတော်ကားကြပါလိမ့်မယ်အလုရှားနေသူတွေအလုပြောင်းလို့သူတွေအတွက်ကတော့ပထမတစ်ခါတွေ့တဲ့အလုထက်နောက်တစ်ခါတွေ့တဲ့အလုကပိုပြီးတော့အခွင့်အရေးတာနေတာမျိုးကိုတွေ့ရပါလိမ့်မယ်ဗျဒါကြောင့်မို့စိတ်ရှည်ရှည်နဲ့စောင့်ပေးဖို့လိုပါလိမ့်မယ်ငွေရေးကြေးနဲ့ပတ်သက်လာရင်ငွေအဝင်ထွက်ကလေးတွေ အနေငယ်နှောင့်နေတတ်ပါတယ်။သို့တော့အရာလည်းခဏပါ။ပြီးရင်ပုံမှန်လိုပြန်လဲလဲပတ်သွားမှာပဲဖြစ်ပါတယ်။စိတ်လိုလဲရเนาะစိတ်အလိုလိုက်ပြီးတော့ငွေ၃ဓာမျိုးတွေဝဲချမ်းဓာမျိုးတွေကိုအနေငယ်စီစစ်ပါ။လိုချင်တာနဲ့လိုအပ်တာကိုခွဲခြားတင်တဲ့အချိန်တစ်ခုပါ။ ငွေကြေးချင်းငားတာမျိုးတွေကိုအနှင်းငယ်ဂီယူဆိုင်စေခြင်းပါတယ်။နေရာထိုင်ခင်းနဲ့ပတ်သက်လာရင်ကိုနေတဲ့နေရာမှာတယောက်နဲ့တယောက်စိတ်တဘောတာမတိုက်ဆိုင်တာမျိုးလေးတွေ၊ကွဲလွဲတာမျိုးလေးတွေဖြစ်နေတတ်ပါတယ်။ယခုလက်ရှိကိုနေတဲ့နေရာနဲ့ပတ်သက်ပြီးတော့တေချာတွေးပြီးသုံးသပ်ဖြစ်ပါလိမ့်မယ်။ ိုကဘာလို့ဒီမှာရောက်နေရတလဲကိုဘာလို့ဒီမှာနေနေရတလဲဆိုတာကို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 ပြန်ပြီးတော့မေကွန်ထုတ်တတ်ပါတယ်ကိုနဲ့အတူတူနေတဲ့လူတွေတချို့ပေါ့နော်စိတ်ပိုင်းဆိုင်ရာအကူအညီလေးတွေလိုအပ်ပါလိမ့်မယ်တတ်နိုင်သမျှကူညီပေးလိုက်ပါလူမှုရေးမှာလူတွေနဲ့ပြောဆိုဆက်ဆံရတာကိုအနေငယ်စိတ်ကုန်ပြီးတော့တယောက်တည်းနေခြင်းလိုစိတ် များနေတတ်ပါတယ်လူတွေနဲ့စကားပြောတဲ့နေရာမှာနားလည်မှုလွဲတာတွေအကြအနာကောက်လွဲတာမျိုးတွေဖြစ်တတ်တဲ့အတွက်တခုခုဆိုရင်သေချာအောင်ပြန်မေးပါနားထဲမှာကြားလိုက်တဲ့ဟာမရှင်းမရှင်းဖြစ်တာမျိုးတစ်ဖက်ကပြောတာတွေကနည်းနည်းနားမလည်နိုင်တာမျိုးတွေဖြစ်နေရင်ရှင်းရှင်းလင်းလင်းဖြစ်အောင်ဥပွင့်လင်းလင်းမေးပါဗျာ ကိုပြောလိုက်တဲ့စကားကတစ်ဖက်လူအတွက်ပေါ့နော်ထင်ထားတာထက်ပိုပြီးတော့အကျိုးအာဏိတင်တက်ရောက်နေတတ်တယ်အဲ့တော့ကိုယ့်ရဲ့စကလုံးတွေကိုရွေးချယ်ပြီးသုံးလုံးပါတစ်ဖက်လူအတွက်ကောင်းလဲကောင်းသွားနိုင်တယ်လို့အဆင်မပြေတာလည်းဖြစ်သွားနိုင်ပါတယ်မေတ္တာရေးမှာလက်တွဲပေါ်မရှိတဲ့သူတွေအနေနဲ့ကိုကိုသဘောကျတဲ့လူတွေကလာပြီးတော့ ချင်းကတ်တာမျိုးစကားပြောတာမျိုးတွေကြုံတွေ့ရတတ်ပါလေအတိတ်ပဲရှိတဲ့เนาะတန်ဖိုးရှိတဲ့ဆက်ဆံရေးလေးတွေဖန်တီးနိုင်မဲ့လာတလာပါလက်တွဲပေါ်ရှိတဲ့လူတွေအနေနဲ့တယောက်နဲ့တယောက်မွန်းကြက်တာတွေအစင်မပြေတာလေးတွေရင်ဖွင့်ရင်းနဲ့အရင်ကထက်ပိုပြီးတော့မေတ္တာတရားတိုးလာတာယုံကြည်မှုတွေပိုရရှိလာတာ เนาะဒါမျိုးလေးတွေဖြစ်လာပါလိမ့်မယ်တခုရှိတာကတယောက်နဲ့တယောက်ကြားမှထားတဲ့နားလည်မှုတွေယုံကြည်မှုတွေကိုအစမ်းသက်ခံရတတ်တဲ့အခြေအနေလေးတွေလည်းကြုံတွေ့ရတတ်ပါတယ်ယခုဘောစတန်းဒီရေပူရခြုံကိုသုံးသက်ထားတဲ့အတွက်အကြံဉာဏ်လမ်းညွှန်မှုအဖြစ်နဲ့သာယူဆပါရန်တိုက်တွန်းအပ်ပါတယ်မိမိရဲ့ကံကြမ္မာကိုအသေးစိတ် သိရှိလိုပါက Facebook နဲ့ Fiverr တို့မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လာရင်စိတ်ဖိစီးပြီးတော့ညာဘက်တွေအိမ်မပြောတာအိမ်မရတာမျိုးလေးဖြစ်တတ်ပါတယ်။ညာဘက်တွေမှာအတွေးမလွန်ပါနဲ့ဗျ။အိတ်ဆရာရှိတာအိတ်ပါအိတ်ချိန်ကိုပုံမှန်အိတ်နဲ့အောင်စူးစမ်းကြည့်ပါ။နောက်တစ်ခု မူးဝေပြီးတော့ပြုတ်အန်နာမျိုးလေးတွေလည်းနည်းနည်းခရူးဆိုင်ပေးပါအချင်းစားပါရှူစည်းဘူးလေးတွေဆောင်ထားပါလေကောင်းလေတန်လေးတွေလည်းရှူပေးပါဗျလေးလာပိုင်းထဲမှာပညာရေးနဲ့ပတ်သက်လာရင်လေးလာလို့စိတ်သိလို့စိတ်တွေ ပြင်းပြနေတာမို့လို့ပညာရဲ့အသစ်တွေကိုလေးလာဖြစ်တာမျိုးလုပ်ဖြစ်တတ်ပါတယ်လေးလာပိုင်းထဲမှာ ကိုသိမြင်ရရှိလာတဲ့အသိပညာအတတ်ပညာတချို့ကကိုယ့်ရဲ့ဖြစ်မြင်ယူဆချက်တွေเนาะကိုယ့်ရဲ့ဒီလောကကြီးကိုမြင်တဲ့အမြင်တွေကိုပြောင်းလဲသွားစေနိုင်ပါတယ်ပြီးရင်ဒီလေးလပိုင်းထဲမှာပညာရက်တွေကြောင့်မို့အခွင့်အလမ်းအသစ်တွေလမ်းကြောင်းအသစ်တွေကိုခံစားသိရှိတာမျိုးသိမြင်လာတာမျိုးတွေတွေ့ကြုံတွေ့ရတာပါတယ် ပညာရပ်တွေကိုလေ့လာတဲ့အခါမှာမြန်မြန်လေ့လာတာထက်ဖြည်းဖြည်းချင်းတဆင့်ချင်းလေ့လာသွားတာကိုယ့်ရဲ့လိုရာပန်းတိုင်ကိုမြန်မြန်ရောက်စေပါလိမ့်မယ်။လေးလပိုင်းထဲမှာအကျိုးပေးတဲ့အရာဆိုရင်အနီရောင်အပြာရောင်ကောင်းပါလေ။အကျိုးပေးကနန်းဆိုရင်1ခွန်ကောင်းပါလေ။ တခုခုအရေးကြီးရလုံမယ်ဆိုရင်ဗုဒ္ဓဟူးနေ့မှာပြောဆိုလုပ်ကင်ပါအဝါရောင်များများပါတဲ့အတုံးဆောင်ပစ္စည်းတွေကိုလျှော့သုံးပါရှောင်ပါဘာကနန်းတို့ဇာတာပတိနေ့တို့ကိုလည်းအနှဲငယ်ရှောင်ပါလေးလပိုင်းထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့နီလန်ဟောင်းတွေအကြံဉာဏ်အဟောင်းတွေပေါ်မှာ ဆွဲကင်မထားဘဲနဲ့နီလန်အသစ်တွေအကြံဉာဏ်အသစ်တွေကိုမျက်စိဖွင့်နားဆွင့်ထားတဲ့အချိန်ကာလပါနောက်တစ်ခုအရေးကြီးတာကဒီလာမဲ့၄လပိုင်းတည်းမှာကိုကဘလို့တော်ကြောင်းဘာတွေလှုပ်တက်ကြောင်းကို့မှာဘာတွေ ရှိကြောင်းပေါ့နော်ဒါတွေကိုလူကြားထဲမှာပဲဖြစ်ဖြစ်ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ်တိတ်ပြီးတော့ထုတ်မပြပါနဲ့ ော်ကိုဟာလေးနဲ့ကိုတူတူတိတ်တိတ်နေနိုင်လေလေပိုကောင်းလေလေပါလေးလပိုင်းထဲမှာတနင်္ဂနွေသားသမီးများအနေနဲ့အကြီးရွယ်အိုတွေဆရာသမားတွေဖုန်းကြီးတိလာရှင်တွေအဓိကကတော့ကိုထက်အကြီးွားကြီးတွေပါနော်ဒါတွေကိုအစာအတော့လှူဒန်းပေးပါဗျာဒုတိယရေရာအနေနဲ့လေးလပိုင်းထဲမှာအလုတ် သို့မဟုတ်ဘဝနဲ့ချီပြီးတော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရမယ်နော်အခုအညီလိုနေတဲ့လူတယောက်နော်ဆုံးဖြတ်ချက်ချတာပဲဖြစ်ဖြစ်အခုအညီလိုတာပဲဖြစ်ဖြစ်ဒီလိုလူတယောက်ကိုတွေ့ပြီဆိုရင်မိမိတတ်နိုင်တဲ့ဘက်ကအတတ်နိုင်ဆုံးအခုအညီပေးလိုက်ပါခနေငွေတွေတာသမီးတွေဟာလေးလပိုင်းပထမဘက်ထဲမှာမိမိကိုမိမိ ပြန်လဲမေကွန်းထုတ်နေတာပါတယ်။ကိုစူးစမ်းနေတာတွေကိုလုံနေတာတွေကနီးမှန်လမ်းမှန်ဟုတ်ရဲ့လားမှန်ကန်ရဲ့လားပေါ့နော်။ဒါတွေကဘာတွေဖြစ်နိုင်တယ်လဲဆိုပြီးတော့မိမိကိုမိမိပြန်လဲမေကွန်းထုတ်နေတာပါတယ်။လေးလပိုင်းဒုတိယဘက်ထဲမှာမိမိယုံကြည်အားကိုအားထားရတဲ့မိတ်ဆွေတို့ရှိရမယ်။အခုညတစ်ခု ရရှိပါမယ်။ဒီကုညီရလဲကိုမမျော်နဲ့မထင်ထားတဲ့အကုညီမျိုးဖြစ်ပါလိမ့်မယ်။တတိယဘက်ထဲမှာတော့စိတ်တွေလောတာနော်ဖိအားတွေပေးတာမျိုးဖိအားတွေနဲ့ကြုံတာမျိုးလေးဖြစ်တတ်ပါတယ်။စိတ်မလောပဲတဖြည်း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 ချင်းပေါ့နော်စ조사လုပ်ကင်သွားဖို့လိုပါလိမ့်မယ်။မိမိကိုမိမိလည်းဖိအားမပေးပါနဲ့။ ူများတွေကိုလည်းဖိအားမပေးပါနဲ့လေးလပိုင်းနောက်ဆုံးအပတ်မှာတော့မိမိစူးစမ်းအားထုတ်ခဲ့တဲ့ရလက်ကလေးတွေအတီးပွင့်လေးတွေကိုခံစားရပါလိမ့်မယ်အလုံးဒုမဟုတ်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့အရင်ကထက်ပိုပြီးအင်ဂျင်နာတတ်ပါလေခொနည်းသားသမီးများအားလုံးဒေးရန်ကျင်းကွာချမ်းသာကြပါစေ။ စိတ်ဆင်းရဲကင်းပါစေကိုဆင်းရဲကင်းပါစေကိုဟုကိုတာကိုခန္ဓာချမ်းသာစွာဝေးမြူနိုင်ကြပါစေလို့ဆုမွန်ကောင်းပေးလိုက်ပါရဲ့ဗျာ။